ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်3ရက်ဆယ်လ2025ကနေ9ရက်ဆယ်လ2025အတွင်းမှာကျွန်တော်ရမယ့်တပတ်စာကံကြမ္မာဟော့ကင်ကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေဘလူကန်ရလေးတွေဂျုံလူရတက်လဲပေါ့နော်အဲ့တော့ဒီတစ်ပတ်ကာလမှာတောက်ကြသားသမီးတွေက ဟိုကောင်းတဲ့အညံ့ကံလေးအညံ့လေးကတော့နှစ်ခုသလုံးရောတာမှန်တယ်လို့ပဲကောင်းတဲ့ကံလေးကပိုပြီးများနေတာတွေ့ရတယ်ဗျာနော်အမှန်ဆုံးတပတ်စာဒီ hospital ကလာဒီမှာတောက်ကြတာသမီးတွေကတခြားသူတွေတက်စာရင်ပိုပြီးတော့ကံတာနေတဲ့အနေအထားလေးတောင်ရှိတယ်လို့ပြောရမှာပါနော်အပရမောက်ဆုံးကျွန်တော်ဗာပြောချင်တာလဲဆိုတော့ပညာရှင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြောချင်လို့အဲတောက်ကြသားသမီးတွေကစောင်းဝဲတွေပါပြီးဖြီးထားတဲ့သူတွေဆိုရင်စိတ်ဘာမှမပူနဲ့ဒီကလာမှာစောင်းဝဲဖြီးရင်ဖြီးတဲ့စောင်းဝဲကအောင်မွေးကြံကတော့အရန်များတဲ့ကလာထဲမှာပါတဲ့အတွက်ပညာရေးကိုတော်တော်လေးဝမ်းသာအားရရှိတဲ့ထဲမှာပါတယ် ဒါပြန်အခုမှသင်တန်းတက်မယ်လို့ယူရတဲ့သူတွေဆိုရင်လည်းသင်တန်းတက်ဖြစ်အောင်တက်ပြပါနော်အဲသင်တန်းနဲ့ပတ်သက်ပြီးတော့တက်ဖြစ်အောင်တက်ဆရာကောင်းတမန်ကောင်းတွေနဲ့စုံစည်းရပြီးတော့ကောင်းမွန်တဲ့ပညာရကောင်းတွေသင်ကြားမယ်ခင်ဗျာမှာပါတယ်အဲ့တော့ပညာလို့ခေါင်းစဉ်တက်လိုက်ပြီးဆိုရင်လည်းကျွန်တော်အများအပြောပါတယ်သူကပညာရေးနဲ့ပတ်သက်တဲ့သင်တန်းကျောင်းတွေဖွင့်တာမျိုးတွေဖြစ်စေနော်ပြီးတော့ပွဲအောင်လုပ်ငန်းတို့ကိုပိုင်ကျောင်းတို့စသည်အားဖြင့်အဲပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအားစလုပ်ဖြစ်အောင်လုပ်အရန်အကျိုးပေးတယ် ပြန်ပွဲုံပွဲစားလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်ဒီကလာမှာအယောင်းဝယ်လေးတွေတက်တက်လက်လက်ဖြစ်လာလိမ့်မယ်အထူးသဖြင့်မြေအယောင်းဝယ်လေးတွေရောအိမ်အယောင်းဝယ်လေးတွေရောပို့ပြီးတော့ကောင်းလာမယ်အနေအထားလေးတွေရှိတယ်မြေပယ်ပြောင်းအဲ့ဒီလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုလည်းဒီကလာမှာအယောင်းဝယ်လေးတွေအဆင်ပြေပြီးတော့နော်တက်တက်လက်လက်လေးနဲ့အဆင်ပြေပြေဖြစ်တည်လာမယ်ခင်ဗျာမှာပါတော့ဝမ်းသာဖို့ကောင်းတယ်ဗျာနော်ဒါအပြင်အထက်လေးနဲ့ပတ်သက်ပြီးလုပ်နေတဲ့အထက်ကျုပ်ဆက်ဝန်ပိုင်ရှင်တွေဖြစ်စေနော်အထက်လေးလုပ်ငန်းတွေလုပ်နေတဲ့သူတွေဖြစ်စေဒီကလာမှာကိုယ့်ရဲ့အထက်တွေပို့ပြီးရောင်းအားတွေတက်လာလိမ့်မယ်အယောင်းဝယ်တက်တက်လက်လက်ဖြစ်မယ်အဝတ်အထည်ထိဖနာအထက်လေးလုပ်ငန်းလုပ်တဲ့သူတွေလက်မနေအောင်ရောင်းချတတ်တဲ့အနေအထားတွေရှိတယ် ဆိုတော့အဲ့ဒီလုပ်ငန်းတွေကိုယင်းနှမျိုးနော်ပြီးဒီကာလနေမှာလုပ်မယ်ဆိုတော့တော်တော်တော်လေးအားကောင်းတဲ့အနေထားရှိတော့ဝမ်းသာဖို့တော်တော်လေးကောင်းပါလိမ့်မယ်နော်ဆိုတော့အဲ့တော့တောက်ကြတာသမီးတွေကဒီလိုရကလာမှာအလုပ်လုပ်တဲ့ခါမှာစရိနာနဲ့ပတ်သက်တဲ့ကုမ္ပဏီစီတွေရောင်းဝယ်ဖောက်ကားခြင်းဖြစ်စေ၊ကြာသားပရိနာနဲ့စတဲ့အဲလုပ်ငန်းဆောင်တွေကိုလုပ်ဆောင်လို့ဖြစ်စေ၊ကောင်းကျိုးချမ်းသာလေးတွေရရှိမယ်။နံပါတ်၄မှာပတောင်ဖောက်တို့ဘလချိုက်ပါကုန်းမတို့တက်ဝင်မှုထက်စလို့ဒါရီတောက်ချနားငယ်တို့အဲ့လိုပါတဲ့သူတွေနဲ့ပူးတွဲတိုင်ပင်ပြီးလုပ်ပေးနော်။အဲ့ဒါဆိုပို့ပြီးတော့အားကောင်းတဲ့အဆင်ပြေတဲ့ကိုကြီးဆောက်ချတဲ့သူတွေနဲ့စုံစည်းရလိမ့်မယ်။ ငွေကြေးကံကိုကြည့်တဲ့အခါမှာတော့တစ်ဖက်မှာကောင်းတာကောင်းတာတကန်တာပေါ့လေပတ်စံလက်ပိတ်တဲ့ကိန်းကျွန်တော်လုံးဝမမြင်ဘူးဒါပေမဲ့ရတဲ့ပတ်စံမမြင်ဘူးမလောက်ဘူးဖြစ်နေလိမ့်မယ်ပတ်စံရတယ်အမြင်လားမမြင်မမြင်ဘူးမလောက်ဘူးညနေဆိုပြန်ထွက်လိမ့်မယ်လက်သာထုတ်ပြီးရင်သေဝင်တော့ကြံပါပေါ့လေနော်ဆိုတော့တချို့လောင်းသေဝင်ရှိတော့မှမဟုတ်ပါဘူးလမ်းမှာလွတ်ပြလိုက်တော့ရှိတော့မဲ့ကိန်းထဲမှာမပါဘူးဖြစ်တဲ့အဲ့တော့ပတ်စံတွေပါရမယ်ဆိုတော့ရတာနဲ့အဖတ်တင်တဲ့ဟာလေးတွေကိုပြေးပြီးတော့လောက်ပါအဲ့ပါတခုမှတရားရှိတယ်အဲဒီကလာတွေမှာပတ်စံတွေပါရလို့ရှိရင်အူအူဖျားဖျား ကျွေးပါရဲ့ဆက်တာမျိုးတွေလုံးဝမလောက်ပါနဲ့နော်ရှာလို့ရတဲ့ပတ်စံဘယ်တော့မှမလောက်ဘူးဖြစ်တာမျိုးတွေဖြစ်တော့ပတ်စံကိုတော့သတိထားသုံးစွမ်းမယ်တခြားလူတွေလာရောက်ချင်းငန်းလာတဲ့ချင်းငန်းလာတွေပါတယ်ဆိုရင်လုံးဝမချင်းငါမိစေနဲ့ပြန်မရတဲ့ကိန်းထဲမှာသွားပါနေလို့နော်အဲ့ဒါလေးမမေ့ပါနဲ့အဲ့တော့ပတ်စံကလက်ပွင့်နဲ့ရလာလိမ့်မယ်ဒါပေမဲ့မမြဲတဲ့ဘူးအဲ့ဒါမြင်းအောင်ကွက်ကိုကြိုးစားကြရမယ်အဖတ်တင်တဲ့ဟာလေးတွေကိုမျက်စိစုံမိပြီးဝယ်ပြအောင်ဝယ်အဲ့တော့မြေတွေပါတယ်ဝယ်တာတွေကအဝင်ဒေါ်လာမှန်တော်လဲပဲရှိုးတွေပါတယ်ဝယ်ခြင်းနဲ့ဝယ်အောင်လက်ခံတယ် ကားတွေပါတော့လုံးဝမဝယ်ပါနဲ့ဒီကားလာမှာဝယ်ကားအသင့်မရအောင်အဟောင်းရတာမျိုးလေးတွေလူများတွေလက်ပူတိုက်ပြီးတော့ပြင်ပြင်လာပြီးတော့ကိုယ်ကိုလာရောက်နေကိုယ့်လက်ထက်ရောက်တော့ဝယ်စိတ်နဲ့ပြင်စိတ်ပြင်စိတ်ပုံများတယ်ဆိုတဲ့ကားလာတွေမှာသွားပါတယ်တချို့ဝယ်တော့ကားတော့ပါတော့ဒါမျိုးလေးတွေစီးတယ်ဆိုရင်ဒီကားလာမှာအဖန်စီခံတာမျိုးလေးတွေဖြစ်တဲ့ကိန်းပါတယ်သတိထားမယ်ကားကိုအကြောင်းပြုပြီးတော့စိတ်တော်ကရောက်ရတဲ့ကိန်းရှိတယ်အဲ့တော့ကားလုံးငန်းလောက်ကနေတဲ့သူတွေတို့အဲကားမောင်းနေတဲ့သူတွေဆိုရင်ကိုယ်ကမကြာခဏဆက်ပြတ်တာတို့လန်ခီတွေမှာကားတွေပိတ်ဆို့ပြီးတော့ရက်တွေကြာဝတာတို့စသည်အားဖြင့်ဒါမျိုးလေးတွေသွားဖြစ်တဲ့ကိန်းရှိတယ် တတိထားပြီနော်အဲကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့တောက်ကြတာသူမီတွေဒီကရမှာကျမ်းမာရေးမှာခါနာတာနော်ပြီးလို့ရှိရင်ခစစ်ရိုးတွေနာတာတို့ခြေထောက်နာတာတို့အဲ့လိုမျိုးကြောက်ကနေပတ်သက်တဲ့ယောဂါတို့ဒါတွေအစားဖြစ်လာတဲ့ကိန်းလေးတွေရှိတယ်အမျိုးသမီးတွေဆိုတော့သွေးသားတို့အဲတက်အိမ်တို့နဲ့ပတ်သက်တဲ့ယောဂါလေးတွေရှိမယ်အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်သွေးတိုးတာတို့သွားတဖုံနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့ကိန်းရှိတယ်ဂယုတစ်ချက်ဆိုင်မယ်ကြမ်းမာရင်လို့စေုံစေကနေပါပြမယ်ဆိုရင်စနေတာသမီးဆီအောင်နဲ့ပြပေးရင်ပို့ပြီးထိထိရောက်အောင်မြင်တယ် ဟိုတွေ့ရဆေးတွေလူများကဒီစင်းနဲ့ကောင်းတဲ့ဆိုဒီစင်းလာတိုက်တိုင်းလုံးဝမတောက်ပါနဲ့အနာမဆေးမဒါမျိုးတွေဖြစ်တဲ့ကိန်းတွေမှာပါတယ်တစ်ချက်လေးသတိထားပေးရမယ်နော်ပြီးတော့ဒီကလာမှာအခြေအိမ်တော်ကြီးလို့ခေါင်းစဉ်တက်ပြီးပြောကြပါစို့အဲကျွန်တော်တို့ဒီကလာကိုတောက်ကြတန်သူမီတွေတော့အခြေအိမ်တော်ကြီးတွေကိုသဘောမကျဘူးဘာကြောင့်လဲဆိုတော့ချစ်သူတွေရှိတဲ့သူတွေဖြစ်စေအိမ်တော်ရှိတဲ့သူတွေဖြစ်စေမြတ်နေချင်းဆိုင်တော်နဲ့ယံပဋိပက္ခလေးတွေဖြစ်တဲ့ကိန်းပါနေတယ် မကြခဏယံပရိပခလေးတွေတောကပရိဝေကလေးတွေနဲ့အစဉ်ပြေလာမယ်မပြေဘူးကွဲလာမယ်လည်းမကွဲဘူးတစ်ချက်ချက်နဲ့ယံဖြစ်နေရမယ်ကာလတည်းမှာသွားပါလိမ့်မယ်တစ်ချက်လေးတွေဆိုရင်အခြေအိမ်တော်ကြီးမှာကွဲတဲ့ပြက်တဲ့အထိပါဖြစ်သွားတာမျိုးလေးတွေဖြစ်ပြီးချစ်သူအိမ်တော်ဘက်ကနောက်တစ်ယောက်ရသွားတာမျိုးလေးတွေအစကိုယ့်ရဲ့လက်ရှိချစ်သူတွေပေါ်စိတ်ကုံစိတ်ပြက်နေတဲ့အနေအထားတွေအစကြုံရတဲ့ဂိမ်းလေးတွေရှိတယ်တစ်ချက်သတိထားပြီးအဲ့တော့ချစ်သူလုံးဝမရှိတဲ့သူတွေရောဒီကာလမှာချစ်သူရတယ်လားရထတဲ့ဂိမ်းရှိပါတယ်သို့တော့ ဟိုကျွန်တော်တော့အဆောမထားပဲနေလောင်းကောင်းမယ်ထားခဲ့လို့ရှင်လောင်းမရတဲ့ချစ်သူကခဏတစ်ဖြုတ်ကိုယ့်ကိုဒုက္ခပေးဖို့ဝင်လာပြီးပြီးရင်ပြန်ထွက်သွားလိမ့်မယ်နော်ဘာနဲ့အလားတနလူလဲဆိုတော့ဝိဇ္ဇရိယဒုက္ခတွေရဒီဝိဇ္ဇဒုက္ခတွေကအချိန်အောင်ဆောင်ပြီးတော့အိမ်ဦးကမှလာထိုင်သွားသလိုမျိုးပေါ့နော်ပြီးရင်ပြန်ထွက်သွားပြီးဒုက္ခတွေကိုခြံထားခဲ့လိုက်မယ်အဲ့ဒီတော့လောကလက်မခံရင်ပို့ပြီးကောင်းမယ်လို့အကြံပေးခြင်းနဲ့ပဲနော်အဲ့တော့ဒီကရမှာအဲကန်ဒီယာရဲ့ထောက်ပံ့မှုတွေရတာဘရက်လေးတွေကပုံများလဲလို့ကြည့်တဲ့အခါမှာအောင်နိုဘာလ9ရက်6ရက်9ရက်10ရက်9ရက်အဲ့ရတွေကပို့ပြီးတော့ ကန်ကောင်းစေတဲ့ရက်ကောင်းရက်မလေးတွေဖြစ်တာတွေ့ရတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအရက်ပိုင်းမှာအမှန်တမ်းကန်ကောင်းနိုင်မယ်။နေရာထိုင်နေပတ်သက်တဲ့ကောင်းသောပြောင်းလဲခြင်းတွေပြောင်းလဲရနိုင်မယ်။ယာရုတို့ဆောင်ဝဲဖြေထားတဲ့သူတွေဆိုရင်အဲ့ကလာမှာယာရုတို့မဲဆိုတဲ့အနေထားတွေကြုံရတတ်တယ်။ဒါအပြင်ရှစ်ပုံရှစ်ကန်ကြီးမားတဲ့သူတွေဆိုရင်အဲ့ကလာမှာအမွေအနစ်တွေပါရတာမျိုးတွေဖြစ်တဲ့ကိမျိုးတွေပါဝင်တာမျိုးတွေဖြစ်တဲ့။ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်စွာနော်အတိတ်တန်ကောင်းတွေအောင်မြင်စွာပြီးမြောက်တာတွေဆောင်ရွက်ရတာတွေအလူတန်းဒါနာပြုရတာတွေနော်ဘာသာရေးနဲ့ဆက်နေတဲ့ခီးတန်းတွေတွားတာတွေအစားကြုံရတဲ့ကိရှိတော့ အမှန်ဝမ်းသာဖို့ကောင်းတယ်။အနုဘာရ3ရက်4ရက်အဲ့ရမှာတော့အညာအခိုက်လေးတွေရှိတယ်။သွာလာတဲ့လန်ခီလေးတွေဖြစ်စေမိမိတို့အိမ်ကိုဖြစ်စေတည်တည်ချာချာလေးအဲတောက်ခတ်ဒိတ်ဆက်မဲ့မိမိတို့ရဲ့ပစ္စည်းတွေကိုဂရုစိုက်ထိန်းသိမ်းဆောက်ချက်ပါ။ဘာကြောင့်လဲဆိုတော့တံမိုးကြီးတဲ့ငွေတို့ပြီးတော့ရွှေတို့စသည်အဖြစ်ပေါ့လေ။တခိုးခိုးခန်းတာပျောက်တာရှာတာလေးတွေဖြစ်တဲ့ကိန်းလေးတွေရှိတယ်။ငွေကြီးနဲ့ပတ်သက်ပြီးအဲ့ကလာမှာ လက်လုံးဝိုင်းပြန်တောင်းဝခတ်ပြီးပေးပြရရှိတဲ့ပတ်စံလေးတွေမပေးနိုင်လို့အဲနာမည်ကိုသိခါလေးကြာလာမျိုးလေးတွေဖြစ်တတ်တယ်အာမခံကိစ္စလုံးဝမလိုက်နဲ့လိုက်လို့ရှိရင်စိုက်ရောပါပြီးစိုက်ရောလည်းစိုက်လေးရောရသေးတယ်နာမည်လည်းပြတ်သေးတယ်ကိုယ်လည်းအကောင်အပြောမခံအောင်ဆိုတဲ့ကာလတည်းမှာသွားကြုံရတယ်ကျမကြီးခါနဲ့ပတ်သက်ပြီးသွားအញ្ញံကြုံရတယ်နော်အဲ့တော့ဒီကာလမှာကန်ရီးယားရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်အဲနေစီပန်းရောင်စုံစင်ချပန်းမင်းမြုပ်ပန်းဗရိမနိုင်ပန်းတို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါပြီးတော့အဲဒီကာလ sorry နေ့စီပိုင်းရောက်တော့အဲဒီစင်ချမ်းမမိမိမပြိမနိုင်ပန်းတို့ကိုမိမိတို့ယုံကြည်ကိုရတဲ့ဖခင်မှာဖခင်မှာကတ်တာဖြစ်စေအဲဒီနေ့အဲ့ခါနေ့မှာအလှပန်းထိုးစေအထိုးတဲ့နေရာမှာဖြစ်စေပေါ့နော်ပြုလို့တုံဆွဲပေးစေခြင်းနဲ့အယောင်နေနေနဲ့ဒီကလာမှာသူကအထူးအားဖြင့်အစိမ့်အောင်နော်ပြုလို့ရှိရင်နှုတ်နှစ်ရောင်အဖြူရောင်အယောင်ဖြော့တဲ့အယောင်လေးတွေများများလေးကိုအထူးအားဝတ်ဆင်တုံဆွဲခြင်းအားဖြင့်ကန်တရားရထောက်မှုအပြေအဝါပို့ပြီးရရှိလာလိမ့်မယ်အဲ့တော့အညံ့လေးတွေกินပြီးကောင်းတဲ့ကန်တွေပို့ကောင်းဖို့အတွက်ရရရချေးရမယ်နော်ရရရနေနဲ့ဘာလို့ကမလဲတဲ့ မိမိရဲ့မိဘနော်မိဘနှစ်ပါးပေါ့နော်ဘယ်မှတစ်ပါးသလုံးဖြစ်စေနောက်တစ်ခါမိမိရဲ့မိဘအပြင်ဆရာသမားတွေပေါ့နော်အဲ့ဒါမျိုးတွေဖြစ်စေတက်ကြီးရော်တွေကိုကရော့ပေးစေခြင်း ਨੇ ဘာနဲ့ကရော့ရမလဲတဲ့အမျိုးသမီးတွေပေါ့နော်မိဘမှာအမေဆိုလို့ရှိရင်အမေအတွက်ဆိုလို့ရှိရင်ထမင်အဖေအတွက်ဆိုရင်ပစိုးပေါ့နော်အဲ့လိုပဲကိုထက်အထက်ကြီးလူကြီးအချီကလေးဆိုလို့ရှိရင်လည်းအမျိုးသမီးဆိုရင်ခုနကလိုထမင်ယောက်ျားလေးဆိုလို့ရှိရင်ပစိုးပေါ့နော်အဲ့ဒါလေးနဲ့ကရော့ပြအောင်ကရော့ပေးပါနော်ကောင်းတဲ့ကံလေးတွေကလက်ရှိတစ်စင်းနဲ့နောက်တစ်စင်းမြင့်သွားလိမ့်မယ်နောက်ကြောင်ရတဲ့အညာအခက်လေးတွေကင်းပြီးကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက် အဲဒီအညံ့လေးတွေပို့ပြအောင်ပေါ့နော်ငွေချင်းနဲ့ပတ်သက်လေလက်လာပါလေးပို့ချွင်အောင်အဲတနေ့လာနေညနေပိုင်းရရမရလဲတခြားညနေပိုင်းတွေတခုမှာပေါ့နော်အဲလမ်းဘေးခွေးလေးတွေကိုခွေးစာလေးကျွေးပေးစေချင်တယ်ကျွေးရင်ဘာနဲ့ကျွေးရမလဲပဲငါးဟင်းလေးကိုနယ်ဖက်ပြီးတော့လေအဲအဲ့ဒါလေးကိုကျွေးပြအောင်ကျွေးပေးမယ်ကြုံနေရတဲ့ငွေချင်းနဲ့ပတ်သက်တဲ့အညံ့အခိုက်တွေလွတ်မြောက်အောင်ဒါမှမဟုတ်အခြေအနေနဲ့ပတ်သက်တဲ့အညံ့တွေလွတ်မြောက်အောင်ဒါမှမဟုတ်ခီးလမ်းနဲ့ပတ်သက်တဲ့ကိစ္စကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စစသည်အားဖြင့်ပေါ့လေကြုံနေရတဲ့အညံ့တွေကိန်းမအောင်တိုင်တဲ့တစ္ဆာပြုဆူတောင်းပေးပါအညံ့လေးတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ် တောက်ကြတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်